ရွာအထွက်လာတော့မှကျွန်တော်တက်က16နှစ်ပဲရှိသေးတယ်ပဲအဲ့မှာလမ်းမှာကျွန်တော်မင်းပဲသွားမှလေလူကျွန်တော်ဒီဒီအမိကြတယ်ကျွန်တော်ဘာပြောရမှမသိဘူးဗျမန်းလေးကိုထွက်လာတာကျွန်တော်ကိုကျွန်တော်တိတာတော့ကျွန်တော်ပကြီး ရေးတဲ့လူတယောက်ဖြစ်ချင်တာကျွန်တော်ရင်ထဲမှာအဓိကကြားတယ်။ဒါမှမဟုတ်သူများတွေကိုကျွန်တော်ဖွင့်ပြရေးဘူး။မင်းပဲသွားမှလည်းဆိုတော့ကျွန်တော်မန်းလေးသွားမှာ။ဘာလို့လဲမိတဲ့ကောင်။ကျွန်တော်ဘာပြောမှမသိဘူး။တကယ်လို့ကျွန်တော်ကပကြီးသမားဖြစ်ချင်လို့မန်းလေးမြို့တစ်ခါမှမရောက်ဘူးလေတဲ့ ညို့စိတ်ကူးရင်ပြီးတော့ကျွန်တော်ထွက်လာတာကျွန်တော်ကစိတ်ကြီးဝင်နေပဲပြောရမှာမသိဘူးနော်ကကျွန်တော်တို့ရွာသူရွာသားတွေရဲ့ ပြင်းပြင်းမှန်မှန်စင်စင်ရဲရဲလုံခြုံစားရတဲ့ဘဝတွေကျွန်တော်ညင်းငွေတယ်ဗျာဒီဘဝကျမ်းတွေကနေရုံးထွက်ဖို့ကျွန်တော်အငြင်းစိတ်ကူးရင်ပြီလောကရန်ကိုယင်ဆိုင်ရဲ့ တတိကျွန်တော်မှမရှိဘူးလို့လေဒီရွယ်ရောက်တဲ့ခါမှာကျွန်တော်တွေ့ရတယ်တကယ်တော့ဘဝဆိုဘယ်လူပဲယုံကံယုံကံကိုကြားရပေါ့ပြုံနေတဲ့ခုတကယ်ရေးကြီးတယ်ဆိုတော့ကျွန်တော်အခုတန်90ရွယ်ရောက်လာမှာတည်ရတယ် ပြင်းမှန်းစင်းရဲမှဟူကြောက်တယ်ကျွန်တော်ကြံကြံတန်းတန်းနေလှုပ်ရမှာပြောရရင်ကျွန်တော်နဲ့အဝင်ဝင်ကြမဖြစ်ဘူးကျွန်တော်ဒီလုပ်ငန်းလေးကိုမကျွမ်းကျင်ဘူးဗျာနေရာကတော့ကြိုးညမှာ ငါဒီနေ့ကျရင်မြို့တက်ပြီးတော့တက်တော့တက်တာနဲ့ဘဝဝန်ကြီးကိုဖြည့်ရှင်းနိုင်တဲ့လူဖြစ်ဖို့ကျွန်တော်မြဲကြိုးစားတယ်ဒါတွေကိုကျွန်တော်အဲ့ဒီအချိန်ကတော့မှားသလားမှန်သလားကျွန်တော်မသိခဲ့ဘူး ရုံးထွက်ပြီးရွာကထွက်လာပြန်လို့လေရည်စရာကြီးလို့ပြောလို့ရတယ်မြို့တက်ပြီးမင်းကဘာလို့မလဲလို့ကိုကုမီးတဲ့ခါအကြီးကြီးမေအကြီးကြီးစားမယ်ပို့လို့ကျွန်တော်တွေ့ကျွန်တော်အတီးရအကြီးကြီးတိုင်းထမင်းစားလို့ရတယ်ပို့ကျွန်တော်အဲ့ဒီတော့မှတွေ့ပါတကယ် လက်တွေ့မှာအဲ့ဒီလောက်လွယ်သလားခက်သလားဆိုတော့အဲ့ဒီအချိန်ကတော့ကျွန်တော်မေးပုံစံတစ်ခုလို့ကျွန်တော်ကကျွန်တော်လေးမေးခွန်းမထုတ်ခဲ့ဘူးအဲ့တော့အမြင့်ကိုတိုင်းနေတယ်အမြင့်ကြတော့ဒီထိတ်ကလေးပြီးတော့ဒီအခြေုံတိုင်းမှာမဟုတ်တော့လက်ခုပေါ့ရဲ့အမြင့်ဒီထိတ်ကလေးပြီးတော့ဒီအခြေုံတိုင်းဒီလိုနဲ့ မန်းလေးရွှေမြို့တော်ကြီးကိုကျွန်တော်ခြိလန်းလှမ်းခဲ့ရတယ်ပေါ့ ကယ်လို့ရပါလေလားဒီမှာနေနေကိစ္စကြောက်ကြမ်းပါကြောက်မှာဟိုတယ်မှာလုံးလို့မရဘူးကျွန်တော်ရှင်းပြနေတယ်လို့ကဲဘယ်ရောကယ်လို့မရဘူး便利屋まで屁屁。ごわりや。古地古が艦難にじゃら。

ဘေးရမှလွယ်လွယ်နဲ့မရဘူးဆိုတော့ပြီးပြီးတည်လာ ဆုံးနိုင်တဲ့ခီးရှည်ကြီးကိုဖျက်တမ်းရတယ်လို့ပဲပကြီးမော်ယုံတို့ကြီးကကျေပြန့်တော့ဒီစကားတွေကိုကျွန်တော်ကြားဘူးလိုက်တဲ့နေရာစားပြီးကျွန်တော်ထိတ်လန့်သွားတယ်ဒါပေမဲ့ကျွန်တော်အတွေ့အထဲမှာတော့အမြဲရောက်ရောက်နေတာတခုကတော့ငါဒီဘဝမှာပကြီးရတဲ့လူတယောက်မဖြစ်ရင် မဖြစ်တော့ဘူးဆိုတာပဲဒါယူမဲ့ကျွန်တော်ဘယ်သွားလို့ဘယ်လာရမှန်းမသိဘူးဝါသနာရခဲတဲ့နဲ့ရင်းနေတာပဲရှိတယ်စီးနဲ့ရေးတဲ့ပကြီးစရာတယောက်ဖြစ်ချင်တာတွေကရင်းနေမှာတဖွာမပူပေါင်းဘူးဒီလူနဲ့ပဲကျွန်တော်က16နှစ်ကနေ33နှစ် ရွယ်ထိစိတ်ကူးထဲမှာဖြစ်ကျင်စိတ်တွေနဲ့ပဲကျွန်တော်နှစ်တည်အများကြီးအချိန်ကြီးကုန်ခဲ့ရတယ်ကျွန်တော်ကနေတော့ချင်းအောင်လို့ရတဲ့ပြည်စရာကြီးတွေ့လိုက်ရတယ်နေ့တည်းကျွန်တော်စားခဲ့တယ် ပညာရဲ့တစ်ခုကိုသင်ယူလေ့လာတဲ့အခါရိုးသားမှုမပါရင်ဘယ်တော့မှမရနိုင်ဘူး။ဆောက်စား။အမြင့်မင်းသားချက်ရအောင်။ဟင်။ဒီကငါးသားလုံးကဘူးဒါတို့ပြန်။လူငယ်လူရွယ်ဘဝမှာတတိယရောအကြီးရှိတယ်။တတိယကြီးလာလေ။ ကိုကိုကမယုံတော့ဘူးဒါရန်ချင်းကာလာရီနဲ့တဆိုင်နေလေးနဲ့လူတယောက်ကကံကောင်းရင်ချမ်းသာနိုင်ပါလေတိုက်ကြီးကားစည်းစိမ်နေပိုင်နိုင်ပါ ါပေမဲ့လူတယောက်ဟာကံကောင်းလူပကြီးစရာဖြစ်တော်လူထုံးတယ်မရှိဘူးလူရင်ကြီးမှုတွေတိုးတက်လာတာတွေဟာဘာကြောင့်လဲလို့ကျွန်တော်တို့အဖြေရှာကြည့်အနုပညာကြောင့်ပဲဗျ ဟန်လုံးဝတည်ကြတယ်ကတိကသာပြောမယ်ဆိုရင်ပကြီးစရာမဖြစ်လေထမင်းစားရတာပါပဲကွာဘာဖြစ်တော့ကွာကြီးကျယ်နေလို့မင်းတို့လုံးဝဖြစ်မှာဒီပညာတတ်မှာထမင်းစားမှာလားဒီလူတွေမင်းမယ်ဆိုရင်မင်းလို့ရတယ်ပြောမယ်ဆိုရင်ပြောလို့ရတယ်ဘာမှမဖြစ်ပါဘူး မဖြစ်ချင်လို့မဖြစ်နေကြတာပါဖြစ်ချင်လို့ဖြစ်နေကြတာပါဖြစ်ချင်ဖြစ်အောင်လုပ်အောင်ပါပဲဘယ်သူတွေပါပြောပြောကျွန်တော်ကတော့ပကြီးစရာမဖြစ်မှနဲ့မွေးမှာဘူးကျွန်တော်ပကြီးစရာမဖြစ်မှကြောက်တယ်ကျွန်တော်မွေးမှာမကြောက်ဘူးဒါကျွန်တော်ငယ်ငယ်တုန်းကတွေ့တယ်တကယ်လို့ဒီကျွန်တော်ဒီမန်းလေးမှာကျွန်တော်တည်မြဲရှင်တန်နေတာ ဗကြီးသမားမဖြစ်ရင်ငါဘယ်တော့မှရွာမပြန်ဘူးဆိုတဲ့စိတ်တက်ကတံမိုးဆွဲသလိုဆွဲနေတာဗျာအဲ့ကောင်ကအဓိကပဲဗျာ မတီမြဲတဲ့အကြောင်းတရားတွေပုံမှာကျွန်တော်တို့တွေမာနတွေလည်းကြီးစရာမလိုပါဘူးဒါရဟာတကယ်တော့ဖြစ်ခြင်းစိတ်တွေကြောင့်ဖြစ်လာရတဲ့ဖြစ်တဲ့တွေပါအာကျွန်တော်ဘဝရဲ့ရုပ်ပုံလောကချက်တစ်ခုပါ တဲ့မကြနိုင်မီဖြစ်စင်နာနဲ့ဖြစ်တင်နာဖြစ်လူလာနဲ့ဖြစ်ခဲ့တာကြုံရဆက်ရောက်ကားရတယ်ဆုံးမှတလေရှင်မောခြင်းမဲ့အစဉ်တပြည့်မဖြစ်နိုင်မီ

လူရကန်နဲ့အလူမရယ်ဒီနော်โอเคရိုက်ပြီ5 4 3 2 1 go ဟောဟူမာကြည်လိုက်စမ်းမာမတန်တဲ့ဝီစီရိုက်နေကြတာကျွန်တော်ကင်မရာကမီးပွင့်လေးတစ်ချက်တမိုင်းမျိုးချန်ထားခဲ့လေ မှတ်တမ်းတွေကိုလည်းဖြစ်စေလိမ့်မယ်။ဇလန်းတွေလည်းတစ်ချိန်မှာပြောနေကြပါလိမ့်မယ်။ခလုတ်တစ်ချက်ထမင်းတလို့ပြောရမှာကျွန်တော်ကြည်နပ်ပါလေ။ ကမွန်စင်မန်လန်ကကိုဤအလင်းကဆောင်းခက်ကနာဒီတာထွန်ချိုညွှန်ဆိုဖဲ့ွဲ့ဒီဤအတွေ့အမကျွန်တော်တို့ပြောပြကောင်းနေပြီရှိပါအောင်လားဗျာအကြီးကျင်လာကြီးလို့ရတယ်ကပ်ပုံလဲကျင်လာနိုင်လို့ရတယ် နောက်တစ်ခါကျွန်တော်ပိုင်လာရအများကြီးရဲ့ကဘာကြီးတစ်ခုလုံးကိုကျွန်တော်တို့တပ်ဖွဲ့သမားပကြီးတွေမှလည်းပိုင်ထားတာကောင်းကင်နေရှိတယ်တိမ်နေရှိလေးပြေလင်းကြီးနေရှိရခင်စိမ့်စိမ့်နေရှိတောင်တန်းနေရှိစမ်းကြောင်းလေးတွေရှိတယ်ရေအိမ်လေးတွေရှိငှက်ကလေးတွေရှိတယ်ငါးလေးတွေ များကြီးမှအများကြီးပဲ။ညဆိုရှိတယ်။ညဆိုရင်လေကြီးလိုက်ပါဦး။ကောင်းငင်ကြီးကတပြင်းတပြောနဲ့ကျေကလေးရှိတယ်။လာမင်းရှိတယ်။အတန်နေရှိတယ်။ဆင်းနေရှိတယ်။အနတ်နေရှိတယ်။တွေ့ထီ။ ီဩကာသလောကကြီးတစ်ခုလုံးကိုကျွန်တော်တို့လူသားတွေပိုင်ဆိုင်ထားတာပဲကျွန်တော်တို့တပုံသမားတွေပါဝင်ကျွန်တော်တို့လူသားတွေပိုင်ဆိုင်ထားတာဒါရီယာကျွန်တော်တို့ပြောပိုက်တယ်မော်ယုံတို့ကြီးပေါ့ဗျာကျွန်တော်ပြောရတယ်ကျွန်တော်တံမွန်ကြောင်းပြုပြီးလှုပ်ရှားတယ်ကျွန်တော်ဝါနာပါတယ်ဒီနုပညာလုပ်ငန်းနဲ့ထင်းသား င်းမကောင်းလေမိန်းမတွေရကျွန်တော်တပုန်ဆိုင်ကလေးမှာအကြီးရင်းရင်းနဲ့စောင့်နေတယ်တပုန်ရိုက်ရင်းနဲ့စောင့်နေနောက်တစ်ခါတက်ထက်ဆုံးကျွန်တော်နုပညာလုပ်ငန်းနဲ့မရင်းမရင်း ဘယ်တော့မှသစ္စာမပေါ်ဘူးကျွန်တော်အမှုပညာပေါ်မှာကျွန်တော်တက်ဆုံးနိုင်ပါတယ်ကျွန်တော်အမှုပညာပေါ်မှာကျွန်တော်ဘယ်တော့မှသစ္စာမပေါ်ဘူးဟာကျွန်တော်ရင်းနေရကျော်ရစ်တာပါ